င်္ဂလာပါရှင်ဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်မင်္ဂလာပါအမရေအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူးအမအနေနဲ့ပေါ့နော်အာနောက်နောက်ဘူးပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကုန်မှအိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖွင့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လား အလုံးမမင်္ဂလာပါတငငချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငငချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ line ပေါ်မှာပေါ့နော်ဟော့နေတဲ့မအယ်မွန်သင်းနဲ့ပေါ့နော်မအိတ်တင်ကိုတို့ရဲ့ပွဲလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဒီနေ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျာနော်ဒီကနေ့ကတော့ခါတိုင်းထက်ထူးခြားတယ်ဗျအဲ့ဒါဘာလဲဆိုရင်မအယ်မွန်သင်းကိုပေါ့နော်မအိတ်တင်ကိုက ူ့ကိုစော်ကားတာခဏခဏဖြစ်နေပြီပေါ့နော်အခုဆိုရင်ဒါ၃ချိန်မြောက်စော်ကားခြင်းဖြစ်တဲ့အတွက် Matt Elmon သင်းကိုပေါ့နော် Matt Ethan ကဒါနောက်ဆုံးအနေနဲ့တတိပေးလိုက်ခြင်းဖြစ်တယ်ဗျာနော်သူ့ကိုမစော်ကားဘူးနဲ့သူ့ကိုနောက်ထပ်စော်ကားရင်တော့ဒါသူ့ဘက်ကဆက်လုပ်စရာရှိတာတွေဆက်လုံးမှာပေါ့ဗျာနော်ကဲကျွန်တော်တို့အခုပထမဆုံးပေါ့နော်မက်အယ်မွန်သင်းကမက်အေသင်းကိုကိုဗာရီမြဆွတ်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 ပြောထားလဲဆိုတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်အတူတူကြည့်ကြည့်ကြရအောင်ပြန်နော် အိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိန်းဘဏ္ဍာတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားတဲ့ပြောပြီနော်ရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲချဲသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအေးကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့ နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အေးစုမဲမိန်းမတွေပြေးတာတခါလဲကိုမှုန်းနေတာပဲနော်အမှုဖွင့်လဲဖွင့်အဲ့တော့အမှုတွေလဲဖွင့်ကျမတော်မှာအမှုသွားဖွင့်သေးတယ် ကျွန်တော်အဲ့နောက်ပိုင်းဘာအမှုမအောင်မဖွင့်တော့ဘူးเนาะမန္တလေးကမိန်းမတရားအဲ့လိုပဲလိမ့်တာအမှုဖွင့်တော့ရှေ့နေကလေ3190ပေးရတယ်အဲ့ဒီခစ်က3190ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျွန်မကိုခေါ်ပြတယ်ဟိုမားတဲ့အချုပ်ထဲကိုထည့်ထားပြီးပြီတဲ့ဆိုတော့အော်အေးဟုတ်ပြီပေါ့ဆိုကျွန်မတို့ကပြန်လာပြီးလဲပြီးတော့အဲ့ရှေ့နေရေရေဒီဟိုအဲ့ပြင်မှုကျွလုံးနဲ့မိန်းမရေဘလိုတွ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 ေဖြစ်လဲမသိဘူးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမเนาะအဲ့ရှေ့နေရလဲဆက်သွယ်လို့ကိုမရတော့ဘူး နော်အဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ကောရှေ့နေရလဲတခါတည်းကိုဘယ်ဒီယိုဘယ်လိုရောက်သွားပြီးတော့မှဘလိုတွေဘလိုတွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့ခါ friend ဖြစ်ထားတာဟိုပစ္စတိုတနက်ကိုဇပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလိုဖြစ်တဲ့တွေညာလိုဖြစ်တဲ့တွေဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားကြီးလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေသူ့လည်းကျမပြောတယ်ကျမအမှုမလိုက်ပေးနိုင်လို့ရှင်လေကျမရှေ့နေကပြန်ပေး3,800ဆိုတာနည်းတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှေ့နေက ။တခါနဲ့ तू ကတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့လူညာလို့ဖြစ်တယ်လေပြောတော့ကိုကလည်းကို့ပစံနဲ့ကိုသိလားမတောင်းရဲတော့ဘူးမတောင်းရဲတော့ပဲနဲ့နေလိုက်တော့အရှိန်နေလဲငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပင်နာပစ္စည်းရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့အဲ့ဒီတည်းကကျမလည်းဘာမှမဟုတ်မှမဖွင့်တော့ဘူး။ကဲနေပလိစီတော့လေရှေ့နေကဘာထက်ကုန်နေဆိုပြီးတော့မှတယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့ထိမှအဲ့လိုကလင်ကစစ်တွေနဲ့လုံးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေးနှဲစာတွေအလန့်ဟတ်သက်ဖြစ်ကုန်ကြတယ်။ဆိုတော့ ကြားဖြတ်မယ်တတိထားဖို့ဘက်တော့မှမထဲနဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလေဘက်တော့မှမမှန်ဘူးအဲ့ဒါတွေလေနော်နောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘက်တော့မှမဝင်နဲ့အဲ့ဒါတွေလေသူများပတ်စံကိုနလဲပဲလဲနဲ့ယူတာကျွန်တော်တို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်မူးလားသိမ်းပနတောင်းနိုင်အိမ်ကိုဒီမှာငွေတထောင်းနဲ့ငွေတသိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်ကိုအပ်လိုက်ပါပြီလို့မြင်းလားရောင်းတာရေရောင်းနေတာနော်ကားမဲတွေ နှစ်သိန်းလို့သုံးသိန်းလို့ရှိရဲ Land Cruiser တွေကျွန်မခဏခဏတွေ့တယ်เนาะချေးသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လာအေးပောက်သွားတဲ့သူတွေ့လာသုံးလုံးတော့မှကျွန်မတို့လိုလေကူကူနဲ့မပောက်ချေးထွေးတော့အဲ့လိုဘဝမပြတ်ဘူးဟုတ်လားချေးထွေးနော်ဘဝမပြတ်ဘူးအားတခါနဲ့အဲဒီလိုမျိုးဟိုငွေ900ဘူးတထောင်ဘူးထိုးလို့ရတယ်။သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်။ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲ။ မလုံးနဲ့အခုရွှေစုစာအုပ်ဆိုပြီးတော့မှပေါ်လာပြန်ပြီရက်ွက်แท้တွေမှာအဲ့တော့ကိုကတော့ကိုရဲ့ချွေးနေစာလေးတွေမဆိုင်ရမတောက်ရက်ကလေးနဲ့ရွှေစုစာအုပ်ဆိုပြီးတော့မှ9000ပေးလိုက်တသိန်းပေးလိုက်နှစ်သိန်းပေးလိုက်သုံးသိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးมาယူမယ်ငါချက်သားလည်းပြေးရောငါရွှေလည်းပေးဆိုတော့ပြေးရောမပေးနိုင်ဘာလို့ပေးလဲအများကြီးပဲเนาะအဲ့လိုခံရတာတွေအများကြီးပဲเนาะဘယ်တော့မှအဲ့ဓာတွေမလုံးမိစင်ねကျမတို့ကကျွန်သွားပြီးမှရတဲ့နောင်တာဟာဘာလို့မှလဲเนาะ မကျွန်ငယ်မှာဒီလိုမျိုးအသိနဲ့သိရတဲ့ဟာဘလောက်တန်ဖိုးရှိလဲဟုတ်လားကိုယ့်စီကနေကိုယ့်ရဲ့ငွေတွေကိုယ့်ရဲ့အာချွေးနှဲစာတွေနဲ့ရင်းပြီးတော့မှသိရတဲ့အသိထက်စာလို့ရှိရင်ဒီလိုမျိုးသိချိုတင်ပြီးသိထားလို့ရှောင်ကျင်ရတာဘလောက်အကျိုးများသလဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့အမလေးပတ်စံသသိန်းနဲ့ဘာမှမဖြစ်ဘူးခေငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘော နော်မဆာ2သိန်း3သိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘောအဲ့လိုလူတွေလည်းတသက်ရှိတယ်နော်နော်အဲ့လိုမျိုးဆိုရင်တော့သဘောနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းတွေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးပေါ့အဲ့တော့လေလေကျမဒီဒီဟာရင်းဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျမတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ ဒါတွေကိုနှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကစဲကြမယ်ဆိုကြမယ်ဒီဒီလူတန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်မယ်တတ်ဆိုင်ရာအစိုးရကနေပြီးတော့မှဒါတွေကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တစ်မျိုးပဲသူများစည်းစိမ်ဥစ္စာတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုဆောင်အုပ်တဲ့နော်အခုခေါင်းစဉ်တက်လာပြီဒါသက်ဆိုင်ရာလူကြီးမင်းများမသိမှာဆိုလို့ကျွန်မကပြောပြတာရွှေစုဆောင်အုပ်ရွှေစုဆောင်အုပ်အဲ့တော့ကျွန်မတို့ရွှေဆိုင်နေရာရွှေရောင်းရင်တောင်မှပဲကျွန်မတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအယောင်းဝယ်လုပ်လို့ရတယ်။အဲ့တော့ရက်ွက်ထဲဒီမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲ။ဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲ။ဒါတွေကိုစစ်စစ်ဖို့လိုတယ်။ ဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကိုအသိပညာဘ ഹു တုတ္တကြွယ်ဝဖို့လိုတယ်သိဖို့လိုတယ်မှန်တယ်ဗျာနော်ငွေစုချင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအဲ့ဒါစိတ်ချရတယ်နော်အစိုးရဘန်ကျမတို့ပုတ်ကလေးကဗန်နေကိုတောင်မှပဲတရားဝင်ဖွင့်ထားတဲ့ဗန်နေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်းကလူချင်းလူချင်းကဘလောက်များယုံကြည်ရလို့လဲ နိုင်ငံအဆင့်ဖွင့်ထားတဲ့ဘန်ဒီကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာရင်းနဲ့လုံသေးတာလေဘန်ကိုမယုံလို့ပတ်ဆက်မစူဘူးတဲ့ဘန်ကမလိန်သွားဘူးတက်တက်ပြအောင်တော့အခက်ခဲရငွေတပိတ်ထဲထုတ်လို့မရတာတို့ထုတ်လို့ရတာတို့ဒါပဲဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူးဒီလိုမျိုးနိုင်ငံအဆင့်ဘန်တွေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ရက်ွက်ထဲကလူတွေကဘလောက်အစင်ရှိလို့ကျမတို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွေရွှေစုစာအုပ်လုပ်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့တော့ ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းတယ်ဒီလိုအဖြစ်ပြက်တွေอ่ะเนาะအများကြီးပဲเนาะအတွန်းပြောပါတယ်အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်နေကြီးပဲ90ရာခိုင်နှုန်းလိန်မှာအေးမမကန်ကန်နဲ့စုမဲနေနေလေးလူနေစုနဲ့မမကန်ကန်နဲ့ချိန်နိုင်အဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတဲ့ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ် အဲ့ဒီစုမဲကင်တဲ့သူကရောင်းနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေ။ तू က၁၀ရောက်မဲကင်နေဆိုပါစို့။၅ရောက်ကထုတ်သွားပြီးပြီ။ထုတ်သွားပြီးတဲ့၅ရောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ၅ရောက်စာ तू ငေါနောက်၅ရောက်ကိုအမ်းပေးနိုင်လားယော်ပေးနိုင်လား။အဲ့ဒီကြရင်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေ့ကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့ तू ကလည်းစိုက်မယော်နိုင်ဘူး။ရှေ့ကလူတွေထည့်မှရမယ်။ရှေ့ကလူတွေမထည့်လို့မယော်နိုင်ဘူးဆိုပြီးတော့မှမညာဘူး။ဟုတ်လား။ အဲ့တော့လေကျမတို့တွေကအများကြီးတတိထားဖို့လိုတယ်နော်သိလားကျမအလုံးစုံတရားရာဂိုင်းလုံးမမှန်ကန်မှုဆိုတာထက်60ရာဂိုင်းလုံးဒီလုံးဝမမှန်ကန်ပါဘူးနော်ခြေနိုင်လက်နိုင်နဲ့100ရာဂိုင်းလုံးမမှန်ကန်ကန်စုနေတဲ့သူတွေကိုတော့မဆိုးလို့ဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလေအရှိမအများကြီးဘဝတွေပြတ်ခဲ့ပြီးပြီနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီအမှတ်လည်းမရှိဘူး အဲ့ဒီလိန်နီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်ပြန်ခံရတာပဲเนาะအဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းဟာတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲ KP တွေနဲ့လိန်နေတယ် KP တွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်ကြီးတွေကိုလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာရော Facebook တွေမှာရောတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့ ိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ်တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင်တတိကြက်ကြက်ထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော် ျွန်တော်ရဲ့ငယ်ချင်းများအားလုံးဒါမတ်အယ်မွန်သိန်းကပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့စုမဲလုတဲ့တော်တော်များများကအလိမ့်နေဖြစ်ကြောင်းကြားဖြတ်နေဖြစ်ကြောင်းကိုဒါရှင်းပြသွားတာပဲဖြစ်ပါတယ်ဗျာနော်မန်လေးမှာပေါ့နော်သိန်းကိုတောင်းနဲ့ခြီတဲ့အင်ကြီးတစ်လုံးဖောက်ပေးမယ်ဆိုပြီးတော့အခုထိမဖောက်ပေးဘူးဆိုပြီးတော့မတ်အယ်မွန်သိန်းကသူကပြောပြသွားတာဒါကိုနမူနာပေးပြီးတော့ပြောပြသွားတာဗျဒီအင်ကြီးကတော့မတ်အေသိန်းကိုမဲဖောက်ပေးမယ်အင်ကြီးပဲဖြစ်ပါတယ်ဗျာနော် ကဲအခုဆိုရင်မတ်အေတင်ကိုကပေါ့နော်သူ့ကိုလူလိန်လူညာဆိုပြီးတော့ပေါ့နော်တပတ်လဲနဲ့ပြောလိုက်တဲ့မက်အယ်မွန်တင်းကိုနောက်ဆုံးအကြိမ်တတိပေးလိုက်ပြီဗျ။ကဲအခုဆိုရင်မက်အေတင်ကိုကမက်အယ်မွန်တင်းကိုဘလို့တတိပေးလိုက်လဲဆိုတာကိုတော့တငယ်ချင်းတို့လည်းတစ်ချက်လောက်လိုက်လံကြည့်ပေးဦးဗျာနော်။မင်္ဂလာပါရှင်။ဒေါ်အယ်မွန်တင်းလားဟလား။နာမည်ကဟုတ်မယ်ထင်တယ်။မင်္ဂလာပါအမကြီး။နာမည်ကိုဒဲနော်ဒဲပြောတာနော်။လူမှုရေးပတ်သက်မှုလည်းမရှိဘူး။ ီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအာပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ မြင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကို ပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးเนาะအမရည်ရွယ်ချက်ရှိရှိနဲ့เนาะထိခိုက်ပျက်စီးအောင်လူတယောက်ရဲ့ပေါ့เนาะလုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်ရာတက်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာเนาะအမ ပထမတစ်ကြိမ်တော့ပထမတစ်ကြိမ်အမသူများလို့ရွေးဆောင်မပြောဘူးเนาะထည့်ပြောတာเนาะနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့၃ချိန်ရှိအမပြောသွားတာပထမတစ်ကြိမ်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ကြိမ်မှာလည်းเนาะအမကိုအမကတော့ရက်ွက်ထည့်ရအစ်စ်မဟုတ်ဘူးနော်အဲကျမတို့လိုရက်ွက်ထည့်ရအစ်စ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန့်တင်ပြီးပြောသွားတယ်အဲ ်အခုတတိယတစ်ချိန်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျွန်မနာမည်တော့ထဲ့တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျွန်မအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲပေါ့နော်လူတစ်ဖက်သားဟုတ်ပေါ့နော်ကိုနဲ့လုပ်ငန်းနဲ့မတူဘူး ကျမအကြောင်းကိုလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမပါတယ်အကျိုးထူးသွားလေတဲ့မေးတာနော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမ ကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင်အမအွန်လိုင်းမှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင်အွန်လိုင်းကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမစူပေါ့နော်အမကျမနာမည်ကျမနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုထည့်မပြောပါနဲ့အမတတိပေးလိုက်ပြီနော်နောက်ဆုံးချိန်ပဲတတိပေးတာမဟုတ်ဘူးကွဲပြားတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစဉ်းစားနိုင်မှာပါကျမပြောတဲ့စကားကို ဆက်စွတ်တက်ပါတယ်အမအခုဆိုရင်မတ်အေတင်ကိုကလည်းပေါ့နော်ဒီထဲမှာသူ့ကိုပါတယ်သူ့ပါစောင်းမြောင်ပြောခံရတဲ့ဆိုပြီးတော့မတ်အယ်မွန်သိန်းကိုနောက်ဆုံးအကြိမ်နဲ့တတိပေးလိုက်ပြီဗျာနော်သူတို့နှစ်ယောက်ကိုတော့အလုံးသိကြမယ်လို့ထင်နေပါတော့ဆိုရှယ်မီဒီယာပေါ်မှာတကယ်ကိုနာမည်ကြီးတိတ်တိတ်ကျဲကျဲသူနှစ်ယောက်ပဲဗျာ တယောက်ကလည်းအမုန်းခံပြီးတော့အမှန်ကန်နေပြောပြီးတော့နောက်တယောက်ကလည်းမြေပြင်ပေါ်မှာလက်တွေကြကြကူညီကယ်ဆယ်ရေးအလုပ်တွေကိုလုပ်နေတာဗျသူတို့နှစ်ယောက်ရဲ့အားပြိုင်မှုကတော့တော်တော်ကြီးကိုကြည်ကောင်းနေတယ်ဗျနော်ကဲရှေ့ဆက်ပြီးဘာတွေဖြစ်အောင်မလဲဆိုတော့ကျွန်တော်တို့တွေစောင့်ကြည့်ကြတာပေါ့ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဒီနှစ်ယောက်မှာဘယ်သူမှလည်းဘယ်သူမှန်လဲဆိုတာကိုဆုံးဖြတ်ပြီးကြပါအောင်ဗျနော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျနော်